ရသခင်ယေရှုခရစ်တော်ချီးမွမ်းပါလေ။နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ဂလာတိဩဝါဒစာခန်းကြီး3အပိုင်းငယ်30ပြညတ်တရား၏အကျင့်ကို အမိပြုသောသူရှိသမျှတို့သည်အကျိန်နှင့်ဆက်ဆိုင်ကြ၏။အကြောင်းမူကားပြညတ်တိကျမ်းစာ၌ပါသမျှသောစကားတို့ကို အမဲမကျင့်သောသူတိုင်းကျင့်တော်မူခြင်းကို ခံစေတည်းဟု ကျမ်းစာလာ၏။ ကျောင်းဒီနောက်ကဘတော်မှာဘာကိုဖော်ပြလဲဆိုတော့ပြဉ္ညတ်တရားရဲ့အကျင့်ကို အမိပြုမယ်ဆိုရင်တော့အဲ့ဒီလူဟာတဲ့အကျင့်နဲ့ပဲဆက်ဆိုင်တယ်။ကောင်းကြီးမင်္ဂလာနဲ့မဆက်ဆိုင်ဘူးလို့ဖော်ပြပါတယ်။ဘာကြောင့်အကျင့်နဲ့ဆက်ဆိုင်ရလဲဆိုရင်တော့ပြဉ္ညတ်တရားမကောင်းလို့မဟုတ်ပါဘူး။ပြဉ္ညတ်တရားဆိုတော့ကဖျားစီရလာတာဖြစ်ပါတယ်။ပြဉ္ညတ်တရားကအင်မတန်ကောင်းတော်ညာလေလူဟာမွေးရပါအပြစ်ဆွဲသောကြောင့်အဲ့ဒီပြဉ္ညတ်တရားကို လိုက်လျှောက်နိုင်တဲ့အစွမ်းမရှိဘူး။ဒါကြောင့်မို့ပြည့်ညက်တရားကိုမကျင့်နိုင်တဲ့အခါမှာလူဟာအကျိန်နဲ့ဆက်ဆိုင်သွားတယ်လို့တမန်ကျမ်းစာဖော်ပြပါတယ်။ပြည့်ညက်တရားကိုကျင့်တဲ့အခါမှာတဲ့ပြည့်ညက်တိကျမ်းစာ၌ပါသမျှသောစကားတို့ကိုအမြဲကျင့်ရမယ်လို့ဖော်ပြပါတယ်။ပါသမျှသောစကားလို့ပြောတဲ့အတွက်ကြောင့်တခုတလေကိုခြံထားခဲ့လို့မရပါဘူး။အည်ပြားပဲလီးမယ်ရစ်တော့မပူစော်တော့ဘူးမရပါဘူး။ အာဥပုံနေကိုတော့စောင့်မယ်။လာဇန်းနေပွဲနေပတ်သက်ခါပွဲနေတွေတော့မကျင်းပါတော့ဘူးမရပါဘူး။ပြည့်ညက်တရားကိုကျင့်မယ်ဆိုရင်ပါသမျှသောစကားကိုတခါတလေမှကျင့်လို့မရပါဘူး။အမြဲကျင့်ရမယ်လို့ဖော်ပြပါတယ်။အကယ်၍ပြည့်ညက်တရား၌ပါသမျှသောစကားတွေကိုအမြဲမကျင့်ဘူးဆိုရင်တော့ကျင့်တော်မူခြင်းကိုခံစေလို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ကျွန်တော်ခရိယံယုံကြည်သူတယောက်အနေနဲ့ ပြည့်ညက်တရားတွေကိုပယ်လိုက်ရမှာလားဒါမှမဟုတ်ပြည့်ညက်တရားတွေကိုဆက်ကျင့်အောင်ပါလားအဲ့ဒီမိကွန်ရှိပါတယ်တချို့ကသခင်ရှုကိုမယုံကြည်ခင်ကပြည့်ညက်တရားတွေကိုမလိုက်ရှောင်နိုင်ဘူးဒါကြောင့်မို့သခင်ရှုကိုယုံကြည်ပြီးတဲ့အခါမှာပြည့်ညက်တရားတွေကိုလိုက်ရှောင်နိုင်တဲ့အစွမ်းရှိသွားပြီသခင်ရှုခွတ်တော်ကိုယုံကြည်ပြီးတဲ့အခါမှာပြည့်ညက်တရားတွေကိုပြန်ကျင့်ရမယ်လို့ခံယူရတဲ့သူတွေရှိပါတယ်အဲ့ဒီလိုခံယူပြီးဆိုရင်တော့ကျွန်တော်တို့ကပြည့်ညက်တရားရဲ့အောက်ကို အကျင့်ရဲ့အောက်ကိုပြန်ရောက်သွားပါလိမ့်မယ်။တခင်ခွတ်တော်ဖျားကိုယုံကြည်ပြီးတော့တချို့ကဗာပြောလဲဆိုတော့ပြညတ်တရားတွေမလို့တော့ဘူး။အားလုံးကိုပယ်လိုက်တော့တခုမှကျင့်စရာမလိုတော့ဘူးဆိုပြီးတော့တရားမဲ့အသက်ရှင်တဲ့သူတွေလည်းရှိပါတယ်။တကယ်တော့ကျွန်တော်တို့ယုံကြည်သူခရိယန်အသက်တာကပြညတ်တရားကိုပယ်လိုက်တာမဟုတ်ပါဘူး။ပြညတ်တရားကိုလည်းကိုယ့်ရဲ့ခွန်အားအစွမ်းနဲ့ကျင့်တဲ့သူမျိုးလည်းမဟုတ်ပါဘူး။ပြညတ်တရားကို ပြည့်စုံစေတဲ့သူဟာယေရှုခရစ်တော်ဖရာတပါးဒီပဲရှိပါတယ်။ရှမသဲခရစ်ဝင်ခန်းကြီး9အပိုင်ငယ်18မှာသခင်ရှုကပါပြောလဲဆိုရင်တော့ပညတ်တိချမ်းအနာဂတ်တိချမ်းများကိုပယ်ဖြတ်ခြင်းကငါလာသည်ဟုမထင်ကြနဲ့ဖြတ်ပယ်ခြင်းကငါလာသည်မဟုတ် ပြည့်စုံစေခြင်းကငါလာသည်တခင်ရှုက သူလောကကြီးကိုလာတာပညတ်တိချမ်းအနာဂတ်တိချမ်းတွေကို ဖြတ်ပယ်ဖို့လာတာမဟုတ်ပါဘူးတဲ့ပြည့်စုံဖို့လာတာဒါကြောင့်မို့ပြည့်ညက်တိချမ်းနေမှာပါတဲ့ပြည့်ညက်တရားတွေကိုလူသားတွေကပြည့်စုံအောင်မကျင့်နိုင်တဲ့အခါမှာသခင်ရှိခွတ်တော်ဖခင်ကပြည့်စုံအောင်လှုပ်ဆောင်ပေးဖို့သူလောကကြီးကိုလာခဲ့ပါတယ်။ဒါကြောင့်မို့ပြည့်ညက်တရားကိုပြည့်စုံအောင်ကျင့်နိုင်တဲ့သူဆိုလို့ယေရှုခရစ်တော်ဖခင်တပါးဒီပဲရှိတယ်။သင်ဟာယေရှုခရစ်တော်ဖခင်ကိုယုံကြည်လိုက်တဲ့အခါမှာပြည့်ညက်တရားတွေကိုစောင့်ထိန်ပြီးသား ်ပြီးပြည့်စုံသွားတဲ့သူဖြောင်းမတ်တော်သူဖြစ်ဖရာကတတ်မှတ်လိုက်ပါတယ်။ဒါကြောင့်မို့ယောမဩဝါရစာအခန်းကြီး10အပိုင်ငယ်၄မှာယုံကြည်တော်သူအပေါင်းတို့သည် ဖြောင်းမတ်ရာသို့ရောက်မည်အကြောင်း ပြည့်ညတ်တရားသည်ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိ၏။တခင်ခရစ်တော်ဖရာကိုယုံကြည်တဲ့သူဟာတဲ့ဖြောင်းမတ်ရာသို့ရောက်မည်အကြောင်းဖြောင်းမရသူရောက်တယ်ဆိုတာကအပြစ်ကင်းသွားပြီပြီးပြည့်စုံသွားတဲ့အသက်တာကိုပိုင်ဆိုင်ရမှာဖြစ်ပါတ အဲ့ဒီလိုဖြောင်းမွက်ရသောရောက်မိအကြောင်းတဲ့ပြည့်ညက်တရားကတဲ့ခရစ်တော်အားဖြင့်စုံလင်ခြင်းရှိတယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ပြည့်ညက်တရားတွေကိုပြီးပြည့်စုံအောင်စုံလင်အောင်လှုပ်ဆောင်ပေးခဲ့တဲ့ယေရှုခရစ်တော်ဘုရားကိုသင်ဟာယုံတဲ့အခါမှာသင်ဟာအဲ့ဒီယုံကြည်ခြင်းအားဖြင့်ဖြောင်းမွက်ရသောရောက်တယ်အပြစ်ကင်းခြင်းကို ရောက်သွားတယ်။ပြည့်ညက်တရားကို လိုက်လျှောက်ပြီးတော့ပြည့်ညက်တရားရဲ့အကျင့်တွေကိုကျင့်ပြီးတော့အပြစ်မကင်းနိုင်နဲ့အပြစ်ကနေမလွတ်မြောက်နိုင်တဲ့လူအတွက်ယေရှုခရစ်တော်ဘုရားကလောကကြီးကိုဆင်းလာပြီးတော့ပြည့်ညက်တရားတွေကိုကျင့်ပေးပြီးတော့ပြည့်စုံအောင်လုပ်ပေးပြီးတော့သင်ဟာယေရှုခရစ်တော်ဘုရားကိုယုံလိုက်မယ်ဆိုရင်တော့ပြည့်ညက်တရားတွေကိုကျင့်ပြီးသားဖြောင်းမတ်တော်သူကဲ့သို့ဘုရားကသတ်မှတ်လိုက်ပါတယ်။ဒါကြောင့်မို့ယုံကြည်သူဘုရားသားသမီးခရိယန်တယောက်အနေနဲ့ပြည့်ညက်တရားတွေကိုမိမိခွန်အားနဲ့ပြန်ကျင့်ရမှာမဟုတ်တလို့ ပြည့်ညတ်တရားတွေကိုပယ်လိုက်တဲ့သဘောမျိုးလည်းမဟုတ်ပါဘူး။ကျွန်တော်တို့ကယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းအဖြစ်ပြည့်ညတ်တရားတွေကိုသာ၍တည်စေတဲ့သူဖြစ်ပါတယ်။ကျွန်တော်တို့ကျင့်ပုံကျင့်သည်ပညာတရားတွေကိုလိုက်လျှောက်တဲ့ပုံစံပဲပြောင်းသွားတာဖြစ်ပါတယ်။ပညာတရားကိုအကျင့်အားဖြင့်လိုက်လျှောက်တော်သူမဟုတ်ဘဲနဲ့ယုံကြည်ခြင်းအားဖြင့်လိုက်လျှောက်တဲ့သူဖြစ်ပါတယ်။ယောမဩရစာအခန်းကြီး3အပိုင်ငယ်31မှာတို့ဖြစ်ရင် ယုံကြည်ခြင်းအဖြင့်ငါတို့သည် ပြည့်ညက်တရားကိုပယ်ကြသလိုအလင်းမပယ်သာ၍တည်စေကြ၏ကျွန်တော်ကယုံကြည်ခြင်းအဖြင့်ပြည့်ညက်တရားတွေကိုပယ်လိုက်တာမဟုတ်သာ၍တည်စေတာဖြစ်တယ်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအဖြင့်ပြည့်ညက်တရားတွေကိုကျင့်ပြီးသားကဲ့သို့ဖခင်ကတတ်မှတ်ပေးလိုက်တယ်ဒါကြောင့်မို့ယေရှုခရစ်တော်ဖခင်ကိုယုံကြည်ခြင်းကပြည့်ညက်တော်တွေကိုစောင့်ထင်းခြင်းပဲဖြစ်ပါတယ် ကျွန်တော်တို့အေးပြားမလီတော့ဘူးဒါပေမဲ့ယေရှုကိုမိမိနှလုံးသားထဲမှာလက်ခံလိုက်တဲ့အခါမှာနှလုံးသားအေးပြားလီခြင်းကျွန်တော်ပြည့်ညတ်တရားကိုလိုက်လျှောက်တဲ့ကဲ့သို့ဖြစ်သွားတယ်ကျွန်တော်ရစ်မပူစောတော့ပါဘူးဒါပေမဲ့ရစ်ကောင်ဖြစ်လောဝါကတိုင်မှာအသေးခံတဲ့ယေရှုကိုယုံကြည်လိုက်တဲ့အခါမှာကျွန်တော်တို့ဟာပြီးပြည့်စုံတဲ့ထာဝရရစ်ပူစောခြင်းကိုနာခံတဲ့ကဲ့သို့ဒီပြည့်ညတ်တရားကိုလိုက်လျှောက်တဲ့ကဲ့သို့ဖြစ်သွားတယ်ကျွန်တော်ကဥပုံလေးကိုစောင့်တဲ့အခါမှာ နိရက်တွေကိုစောင့်တာမဟုတ်တော့ဘဲနဲ့သခင်ခွတ်တော်ဖရာဥပုံနဲ့ရဲ့အရှင်ယေရှုခွတ်တော်ဖရာကိုယုံကြည်လက်ခံပြီးတော့ထိုသခင်ရဲ့သဘောတိုင်းအသက်ရှင်တဲ့အခါမှာဥပုံစောင့်ပြီးသားဖြစ်သွားပါတယ်။ဒါကြောင့်မို့ယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကပြည့်ညတ်တော်တွေကိုတာ၍တည်စေတော်သူဖြစ်ပါတယ်။ကျွန်တော်တို့ဟာတရားမဲ့အသက်ရှင်တော်သူမဟုတ်ပါဘူး။ပြည့်ညတ်တရားကိုလိုက်လျှောက်တဲ့ပုံစံပြောင်းသွားတယ်။ငကူကအကျင့်အပြင်လိုက်လျှောက်တယ် အကျင့်နဲ့လိုက်လျှောက်တဲ့အခါမှာကျင့်ခြင်းပဲဖြစ်တယ်။အခုတော့ယုံကြည်ခြင်းအပြင်သခင်ခွတ်တော်ကိုယုံကြည်ခြင်းအပြင်မိမိအသက်တာကိုအုပ်ဆိုးခွင့်ပေးခြင်းအပြင်ပြည့်ညတ်တရားကိုကျွန်တော်တို့ကကျင့်ပြီးသားလိုက်လျှောက်ပြီးသားဖြစ်သွားခဲ့ပါတယ်။ဒီနေရာမှာတချို့ကဖျားကိုယုံတယ်ဆိုရင်ဖျားကိုချစ်တယ်ဆိုရင်ဖျားရဲ့ပြည့်ညတ်တွေကိုဖျားတတ်မှတ်ထားတဲ့နေရာတွေကိုကျင့်ရမှာပေါ့လိုက်လျှောက်မှာပေါ့ဟုတ်ပါတယ်။ဖျားသခင်ကိုယုံရင်ဖျားရဲ့ပြည့်ညတ်ချက်တွေဖျားသခင်စကားတွေကိုနားထောင်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဖျားသခင်ကသူ့ရဲ့ ်ပရိညင်တရားကိုအသက်ပြုပြင်လိုက်တယ်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကပြည့်ညက်တော်တွေကိုလိုက်လျှောက်ခြင်းလို့ဖခင်ကသတ်မှတ်ပေးလိုက်ပါတယ်အင်မတန်ကောင်းတဲ့အင်မတန်တည်တည်နဲ့ကြမ်းမိုက်တခုရှိပါတယ်ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီး3အပိုင်ငယ်23မှာဖခင်သခင်ဤပြည့်ညက်တော်ဟူမူကားတားတော်ယေရှုခရစ်ကိုယုံကြည်ရမည်တားတော်ပြည့်ညက်တော်မူသည့်အတိုင်းအချင်းချင်းချစ်ရမည်ဟူသောပြည့်ညက်တော်ပေသည် ဖယားသခင်ခမီးတော်ဖယားကဘာပြည့်ညတ်လိုက်လဲဆိုရင်တော့လူတွေကဖယားရဲ့တတ်မှတ်ချက်ပြည့်ညတ်ချက်တွေကိုမလိုက်ရှောင်နိုင်လို့ချိန်ချင်းအမင်္ဂလာသင်နေတဲ့အခါမှာပြည့်ညတ်တရားတွေကိုပြီးပြည့်စုံအောင် လုပ်ပေးတဲ့ယေရှုခရစ်တော်ဖယားကိုယုံရမယ်ဒါဖယားရဲ့ပြည့်ညတ်ချက်ပဲလို့ဖော်ပြခဲ့ပါတယ်ဒါကြောင့်မို့သင်ဟာယေရှုခရစ်တော်ဖယားကိုယုံကြည်ပြီးတော့သခင်ခရစ်တော်ရဲ့ပြောတဲ့အတိုင်းအသက်ရှင်ခြင်းကဖယားပြည့်ညတ်တော်တွေကိုလိုက်လျှောက်ခြင်းပဲဖြစ်ပါတယ်။တားတော်ကဘာပြည့်ညတ်လဲဆိုရင်တော့အချင်းချင်းချစ်ရမယ်။ သခင်ရှိခွတ်တော်ဖခင်ကချစ်ချင်းမြတ်တာနဲ့ပဲပြည့်ညတ်တရားကိုချုပ်ထားပါတယ်။ဒါကြောင့်မို့ချစ်တော်ညီကောင်မတော်ရစီတိုင်းကျွန်တော်တို့ယုံကြည်သူဖခင်သားသမီးခရိယန်တယောက်ရဲ့အသက်တာကပြည့်ညတ်တရားတွေကိုပယ်လိုက်တာမဟုတ်တလို့ပြည့်ညတ်တရားတွေကိုမိမိရဲ့အကျင့်ကြိုးစားမှုနဲ့လိုက်လျှောက်စောင့်ထိန်နေရတဲ့အသက်တာမျိုးလည်းမဟုတ်ပါဘူး။ကျွန်တော်ပြည့်ညတ်တရားတွေကိုလိုက်လျှောက်တဲ့နီလန်စောင့်ထိန်တဲ့နီလန်ပြောင်းသွားတာဖြစ်တယ် ဘလို့နီးလန်းလဲဆိုတော့သခင်ယေရှုခရစ်တော်ဘုရားကိုယုံကြည်ခြင်းနီးလန်းအားဖြင့်သခင်ခရစ်တော်ဘုရားကိုမိမိအသက်တာထဲမှာအုပ်ဆိုးခွင့်ပေးခြင်းအားဖြင့်သခင်ခရစ်တော်ဘုရားရဲ့အလိုတော်အတိုင်းအသက်ရှင်ခြင်းအားဖြင့်ပညာတော်တွေကိုလိုက်လျှောက်တဲ့နီးလန်းဖြစ်ပါတယ်။ဒါကြောင့်မို့မိမိရဲ့အသက်တာထဲမှာသခင်ခရစ်တော်ဘုရားကိုယုံကြည်ပြီးတော့သခင်ခရစ်တော်ဘုရားကိုအရှင်သခင်နေနဲ့အုပ်ဆိုးခွင့်ပေးခြင်းအားဖြင့်ဘုရားရဲ့နှုတ်ကပတ်တော်အလိုတော်အတိုင်းအသက်ရှင်နိုင်တော်သူများဖြစ်စေဖို့ဝင်ကားပါတယ်။အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ။